အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအသူ့အနေနဲ့တတိယသက်တမ်းထမ်းဆောင်မဲ့နီလန်ကိုစဉ်းစားနေပြီလို့ပြောပါတယ်။ဇန်နဝါရီလ20ရက်နေ့ကမှသမ္မတအဖြစ်တာဝန်ယူခဲ့တဲ့ဒေါ်နယ်ထရန့်ဟာအခုဆိုရင်သမ္မတသက်တမ်း၃လမပြည့်မီချင်းတွင်မှာပဲသူ့အနေနဲ့တတိယသက်တမ်းကိစ္စကိုပြောလာတာဖြစ်ပါလိမ့်။ဒါဟာနောက်လူတာမဟုတ်ဘူးလို့သမ္မတထရန့်ကဆိုပါလေ။၂၀၂၉မှာထရန့်ရဲ့တကြောပြန်သမ္မတဒုတိယသက်တမ်းဟာကုန်ဆုံးမှာဖြစ်ပါလိမ့်။ အခြေခံဥပဒေကတားဆီးဖြစ်နေပါတယ်။ဒါကိုကြော်လွားနိုင်မှုနီလန့်နေစဉ်းစားနေတယ်လို့ထွန်းကတီးပြခဲ့တာဖြစ်ပါတယ်။လုံနိုင်တဲ့နီလန့်နေရှိပါတယ်လို့ဒေါ်နယ်ထွန်းက NBC ရုပ်သံနဲ့တယ်လီဖုန်းအင်တာဗျူးမှာပြောပါတယ်။ Florida ကနေ Washington ကိုသွားတဲ့ Air Force One လေယာဉ်ပေါ်မှာလည်းထွန်းကလူတွေအားကြုတ်ကိုတတိယတဒံတာဝန်ယူဖို့မေးကြတယ်။ဒီနည်းပြောရင်စတော့တဒံပေါ့ဗျာ။ဘာလို့လဲဆိုတော့2020ရွေးကောက်ပွဲကမဲမတမာမှုရှိခဲ့တယ်လေဆိုပြီးထွန်းကပြောပါလိမ့် ခန့်ဟာဂျိုးမန်နင်ကို ခုတတိမကြေမချမ်းဖြစ်နေပြီး2020ရွေးကောက်ပွဲတုန်းကသူရှုံးခင်းခဲ့တာဟာမဲမတမာမှုကြောင့်ဆိုပြီးခုတတိဆွဆွနေတာဖြစ်ပါတယ်ဘလို့ပဲကြည့်ကြည့်ပါ ဝေးကြည့်လို့နေသေးပါတယ်ဒါကြောင့်လက်ရှိမှာတတိယတက်တန်အကြောင်းအသေးစိတ်မပြောချင်သေးဘူးလို့ထွန်းကဆိုပါလိမ့်မယ်ဂန်တမရတွေရဲ့တက်တန်တစ်ချောင်းမှာတတိယတက်တန်စတိုဒါတက်တန်ပြောရမယ်ဆိုရင်12နှစ်တိုင်တိုင်တာဝန်ထမ်းဆောင်မှုတဲ့တမရဖြစ်ပါလိမ့် ဒါကတော့သမော့ဖရန်ကလင်ဒီယူစ်ပဲဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်ကာလပါအဲ့ဒီတုန်းကလည်းပြောရမယ်ဆိုရင်ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတဲ့အတွက်ကြောင့်အမေရိကန်မှာလည်းရွေးကောက်ပွဲတို့ကဘလို့မှအခြေအနေမပေးနိုင်တဲ့အတွက်သမော့ဖရန်ကလင်ဒီယူစ်ပဲဟာအခြေအနေရလေးတင်တိုင်းတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်သူဟာတက်တန်းလေးကျင်စစ်ကရွေးကောက်ခံရပြီး1952မှာတော့ ရှင်ကဥပဒေမှာဖြည့်စွက်ချက်အမှတ်22ကိုထည့်သွင်းခဲ့ပါတယ်။အဲဒီပုဂ္ဂိုလ်မှာဘယ်ပုဂ္ဂိုလ်မှသမရတာဝန်ကိုနှစ်ကြိမ်ဆက်မယူရလို့ပါရှိပါလိမ့်။ရှင်ကဥပဒေဖြည့်စွက်ချက်တွေကို ပြင်ဆင်ဖို့ဆိုရင်လွတ်တော်နှစ်ရက်လုံးမှာဘယ်သုံးပုံနှစ်ပုံထောက်ခံမှုရဖို့လိုအပ်သလိုအမေရိကန်ပြည်နယ်90မှာ၄ပုံသုံးပုံရပြည်နယ်တွေကလည်းအတီးပြုတ်ပေးဖို့လိုအပ်ပါတယ်။ဒါကြောင့် Donald Trump အနေနဲ့တကယ်လို့ သမနာအနေနဲ့တရားတတန်ထပ်ဆန်းထပ်ပြီးတော့ထမ်းဆောင်ခြင်းနဲ့ဆန္ဒရှိတော်မှာသူ့အနေနဲ့ဒီမိုကရက်ပြည်နယ်တွေကို အပြင်းထန်ကြော်လွှားရဖို့ပဲရှိနေပါလိမ့်နောက်ထပ်သတင်းပုတ်ပြောချင်ပါလိမ့်ဂရလန်ဂျုံကိစ္စနဲ့ပတ်သက်ပြီးမိမိအနေနဲ့ဘာမှလုပ်မှာမဟုတ်ဘူးလို့ပူတင်ကအမေရိကန်ကိုခွင့်ပြုတဲ့သဘောမျိုးထုတ်ဖော်ပြောဆိုပါလိမ့်ရုရှားနိုင်ငံမြောက်ပိုင်းအာတိတ်ဆဝိုင်းမြောက်ဘက်ကအကြီးဆုံးမြို့ဖြစ်တဲ့ မာမတ်မာဂျင်မာနဲ့အာတိတ်ဖိုရမ်မှာတမရပူတင်ကဂရင်းလန်ကျွန်းနဲ့ပတ်သက်ပြီးအမေရိကန်ရဲ့စီစဉ်တွေက၄နှစ်ရှိပါတယ်လို့မင်းကောမှပြောပါလိမ့်။အင်ဗီရိုနဲ့ဂရမလင်တို့ဆက်ဆံရေးပြန်လဲတိဆောက်ဖို့စ조사ကြိမ်ပူတင်ကခုလိုပြောတာပါ။ဒေါ်နယ်ထရန့်ကဂရင်းလန်ဝယ်ဖို့စိတ်ကူးရှိတာနဲ့ပတ်သက်ပြီးပူတင်ကဝေဖန်မှုမရှိခဲ့သလိုအမေရိကန်ဟာအာတိတ်ဒေသမှာပထဝီဖြူဟာမြောက်စီရေးနိုင်ငံရေးနဲ့စီးပွားရေးအကျိုးစီးပွားကိုစနစ်တကျလှုပ်ဆောင်သွားဖို့တိတာပါလေလို့ပူတင်ကပြောပါလိမ့်။ဒါဟာနှစ်နိုင်ငံကိစ္စဖြစ်ပြီး ကျွန်တော်တို့နဲ့ဘာမှမဆိုင်ဘူးလို့လည်းသူကဆိုပါတယ်။အမှန်တော့ရုရှားဟာသဘောတရားစာနာတွေပြည့်နှက်နေတဲ့အာတိတ်ဒေသမှာအမေရိကန်နဲ့စီးပွားရေးပူးပေါင်းဆောင်မှုတွေလုပ်ဖို့စိတ်ကူးကိုပြည့်တင်နေတာဖြစ်ပါလေ။ကျွန်တော်တို့ဟာအာတိတ်ဒေသမှာရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်မှုလမ်းဖွင့်ထားပါလေ။ဒါဟာပို့ဆောင်ရေးလုပ်ငန်းတမမဟုတ်တခြားလုပ်ငန်းတွေမှာရုရှားနဲ့အမေရိကန်တို့ကပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ပါလေလို့ပူတင်ရဲ့နိုင်ငံသားရင်းနှီးမြှုပ်နှံမှုနဲ့စီးပွားရေးပူးပေါင်းဆောင်ရေးထူးကုတ်စလဲကပြောပါလေ။ဒါအပြင် Greenland ကိစ္စနဲ့ပတ်သက်ပြီးရုရှားအနေနဲ့လည်း ဘာမှကောက်ွက်စရာအကြောင်းလည်းမရှိဘူးလို့ပူတင်ကတွေ့ဝိုက်ပြောပါလေ။ဒါအပြင်ပူတင်ဟာရုရှားနျူကလ িয়ার စွမ်းရင်တုံးရှင်ကိုတင်မော်တွေကိုလည်းကြီးရွှေ့စစ်ဆေးခဲ့တယ်လို့ရုရှားဆိုရကတင်ထုတ်ပြန်ပါလေ။ရုရှားရဲ့ပထမဆုံးပတ်စုံသောနျူကလ িয়ার စွမ်းရင်တုံးရင်ကိုတင်ပေါ်ဟမ်စတင်ရေးချပွဲကိုတက်ရောက်ရင်နဲ့ရှင်ကိုတင်မော်တွေကိုကြီးရွှေ့စစ်ဆေးသွားပါလေ။ဒီရင်ကိုတင်မော်ကိုနောက်ဆုံးမှအရေးကြောင်းပြဆက်သွယ်ရေးကိရိယာတွေတက်ဆင်ထားသလိုအတန်ထက်မြန်တဲ့အစင်းမြင့်ဒုံးကျည်မျိုးစုံနဲ့တက်ဆင်ထားလို့ ရုရှားရဲ့ပထမဆုံးမဆုံသောရင်းကုန်သင်္ဘောဖြစ်တယ်လို့ပူတင်ကပြောပါလိမ့်။ပူတင်ဟာ2024ဒီဇင်ဘာကမှစတင်တောင်းဝန်ထမ်းဆောင်နေတဲ့နျူကလ িয়ার စွမ်းအင်တောင်းရင်းကုန်သင်္ဘောပေါ်ကိုလက်တက်ရောက်ချီရှုပြီးရေတပ်သားတွေကိုတွဲဆုံအားပေးခဲ့တယ်လို့ရုရှားဆိုရတဲ့တင်တွေကဖော်ပြပါလိမ့်။နောက်ထပ်တင်တွေဘုတ်ပြောချင်ပါလိမ့်။ဗန်ကောက်မှာငလင်တန်ကြောင့်အဆောက်အဦကြီးပြိုကျမှုကိုစုံစမ်းစစ်ဆေးဖို့ပီတိုနန်ရှင်နာဝတ်ကအမိန့်ပေးပါလိမ့်။အင်အားဖြင့်ငလင်ကြောင့်နိုင်ငံတော်စီးရင်စစ်ချုပ်ရုံးအနေနဲ့စောင့်ကြည့်ကြမှုနဲ့ပတ်သက်ပြီး စစ်စစ်စစ်သေးချာဆွေးနွေးဖို့ဝန်ကြီးချုပ်ပေတုံနံက PPDN နဲ့မှာမိန်ထုတ်ခဲ့တယ်လို့ဒီ nation ကဖော်ပြပါတယ်။မလ28ရက်နေ့ကငလင်းကြီးကြောင့်ဘန်ကောက်မြို့ချာတူချက်ရက်ကမှာရှိတဲ့အထက်30မြေရှိစောက်လို့ဆဲစောက်အောင်ပြုကြပြီးဒဏ်ရသူတွေတေဆုံးသူတွေနဲ့ပျောက်ဆုံးသူများပြရှိခဲ့ပြီးနောက်ပေတုံနံဟာဒီလိုမိန်ထုတ်ခဲ့တာပါ။ဝန်ကြီးဌာနအများပြဟာဒီအဆောက်အုံပြကြတဲ့ဖြစ်ပြဆွေးနွေးခဲ့တယ်လို့ပေတုံနံကအပတ်စဉ်ပြုလုပ်တဲ့အစိုးရအဖွဲ့ CWB ပြောပါတယ် အစိုးရဖွဲ့အစည်းအဝေးမှာတောင်ရှိသူတွေကစီမံချက်တွေကိုအဆိုပြုခဲ့ပြီးစောင့်လေလုံကတောင်ယူတဲ့ကုမ္ပဏီကိုအများဆုံးစုံစမ်းစစ်ဆေးမယ်လို့ပြောပါတယ်အလားတူအဖြစ်ဆိုးတွေထပ်မဖြစ်စေဖို့ဒီကုမ္ပဏီကိုပေးထားတဲ့စောင့်လေ project အားလုံးကိုစစ်ဆေးမှုလုပ်ဖို့ဝန်ကြီးဌာနတွေကိုလည်းညွှန်ကြားထားတယ်လို့ပေဒိုနာရှင်နာဝတ်ကပြောပါတယ်စောင့်လေမှာတောင်းပြတဲ့ဆန်မမီတဲ့တမနီတွေဟာလုံခြုံရေးနဲ့တရားသက်ဆိုင်တို့စုံစမ်းစစ်ဆေးမှုပြုလုပ်ရမယ်လို့ပေဒိုနာကဆိုပါတယ် ဒါဟာအဆောင်တစ်ခုတည်းထိခိုက်တာမဟုတ်ဘဲထိုင်းနိုင်ငံပုံရိပ်ကပါထိခိုက်စေတဲ့အထင်ကရဖြစ်ရပါပြည်သူတွေကိုရှင်းရှင်းလင်းလင်းဖြည့်ရှင်းပေးရမယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်အထူးစုံစမ်းစစ်ဆေးဌာနဟာဒီဖြစ်စဉ်ကိုအထူးစုံစမ်းစစ်ဆေးရမယ်အမှုဖြစ်သတ်မှတ်ကြောင်းပေးတော့တယ်ငါဆိုပါလိမ့်အစိုးရဟာခီးတွားတွေနဲ့ရှင်းနှင်းမြှုပ်နှံသူတွေကြောင်းယုံကြည်မှုတိုးမြင့်စေဖို့လှုံ့ဆော်နေကြောင်းနိုင်ငံခြားရေးခီးတွားလာရေးနဲ့အောက်ကစားရေးဝန်ကြီးတွေကဒီဆောက်ပြောကြားမှုဖြစ်စဉ်ကို ခီးသွားကံတော့ရှင်နိမ့်မှုနမှုကံတို့ ਨੇ သက်ဆိုင်မှုမရှိစေပဲတိကျဖြစ်စဉ်ပြခွဲထားတယ်လို့ပြည်တော်နိုင်ငံပြောပါလေပြိုကျတဲ့အဆောင်ကိုထိုင်းနဲ့တရုတ်တို့ကအကျိုးတူပူးပေါင်းဆောင်လုပ်နေခြင်းဖြစ်ပေမဲ့စုံစမ်းစစ်ဆေးမှုဟာနိုင်ငံသားအရေးကိစ္စမဟုတ်ပဲတာဝန်ခံမှုအပိုင်းကိုသာအယုံဆိုင်မယ်လို့ထိုင်းဝန်ကြီးချုပ်ကပြောပါလေဘန်ကောက်မှာပြိုကျခဲ့တဲ့အဲ့ဒီအထက်မြင့်အဆောင်ကြီးမှာဆာရွက်စာတန်းတွေဝင်ခိုးတဲ့ တရုတ်နိုင်ငံသား၄ယောက်ကိုထိုင်းနိုင်ငံကဆိုင်းငံ့ထောင်နဲ့၂လနဲ့တန်ွေဘတ်၆ထောင်ချမှတ်လိုက်ပါလေ။ဒါနဲ့ပတ်သက်ပြီးဒီလောက်ပဲချမှတ်လို့ဝေဖန်မှုတွေမြင့်တက်နေပါလေ။ဘန်ကောက်မှာဆောက်လက်ဆအထက်30စီးရင်စစ်ယုံကြည်ပြုကြပြီးရေးပေါ်ကယ်ဆယ်မှုတွေလှုပ်ဆောင်နေတော့ထိုင်းနဲ့ဖက်ဆက်တည်ဆောက်တဲ့တရုတ်ကုမ္ပဏီတွေနဲ့ဆက်ဆက်တဲ့တရုတ်အလုပ်သမား၄ဦးဟာစိုက်ထဲဝင်လာပြီးတော့စာရွက်စာတမ်းတွေခိုးယူခဲ့ရမှာ APDN နေကဘန်ကောက်မြောက်ပိုင်းခရိုင်တရားရုံးကအဆိုင်ငယ်ထောင်နဲ့နှစ်လားတဲ့ဒန်ဂျီဘတ်6000စီသာတတ်မှတ်လိုက်ပါလေ တရုတ်လူထုမှ၄ယောက်ဟာပင်မတရုတ် contract company ရဲ့လက်ခွဲ China Railway number 10အဖွဲ့မှဖြစ်ပြီးပျက်စီးပုံနောက်ဘက် container ရုံးခန်းတွင်မှလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ဆော်ရဆာတန်း32ခုကိုခိုးရမှာဖမ်းမိခဲ့တာဖြစ်ပါတယ်။တရားဝန်ကတေဆုံးသူတွေနဲ့ပတ်သက်ပြီးအလွန်ကြီးပါတဲ့ဆော်ရဆာတန်းဖျောက်ဖျက်မှုဖြစ်ပေမဲ့တဘာဝဘီရဲ့နေရာကကာကွယ်ရေးနဲ့ကျော်ပါရေးဥပဒေအရသာ ထောင်းတန်း2လောက်ကိုတော့မှတနေ့အတွင်းဆိုင်းငံ့ချမှတ်ခဲ့ပါတယ်။ ဒဏ်ငွေကလည်းဘတ်6တောင်ပဲချမှတ်ခဲ့ပါလေ။ဒါကြောင့်ဒီလိုမျိုးလောက်တာဟာမေးခွန်းထုတ်ဖို့တောင်မလိုတော့တဲ့ထိုင်းဥပဒေပဲလို့ House of Media သတင်း comment တွေမှာဝေဖန်ရေးသားပါလေ။ဒီရေးသားမှုမှာ America စစ်တပ်ရဲ့ Joe Rue X-ray တပ်ပေါ်ရာစိုင်းတွင်ပြေးမိတဲ့အလုပ်သမား84ဦးတွေ့ရတဲ့ဆိုပေမဲ့အခင်းဖြစ်ချိန်မှာအပြင်ထွက်ထမင်းစားချိန်ကျော်လွန်ပြီးလုပ်ငန်းခွင်ပြောင်းဝင်ရောက်ချိန်ဖြစ်သလိုအများစုမှာလည်းအပြင်မထွက်ဘဲစိုက်ထဲမှာသာစားကြောင်းတလွာကိုအယောက်40နှုန်းနဲ့တနေ့ဝန်ထမ်း၄00ကျော်အလုပ်စင်းကြစိုက်ဖြစ်တဲ့အတွက် အခြေအနေဟာများစွာမသိငါဘွေဟာရှိတယ်လို့မှတ်ချက်ရေးသားခဲ့ကြတာဖြစ်ပါတယ်နောက်ထပ်သတင်းတွေပြောချင်ပါတယ်။ဆွီဒင်ကယူကရိန်းကိုစီးရေးကူညီဒေါ်လာ1.6ဘီလီယံထပ်ပေးမယ်လို့ဆိုပါတယ်။ဆွီဒင်ဟာယူကရိန်းစစ်ပွဲဆုံးသက်ရေးဆွေးနွေးပွဲတွေမှာယူကရိန်းရဲ့တီချောက်ခိုင်မာစေဖို့ကူညီခြင်းတယ်လို့ပြောရင်ယူကရိန်းတွင်အမေရိကန်ဒေါ်လာ1.59ဘီလီယံတန်နဲ့ဆွီဒင်ခရောင်းငွေ16ဘီလီယံတန်စီးရေးကူညီအသစ်ပေးမယ်လို့ကြေညာပါတယ်။ဒီကူညီထဲမှာ ဆွီဒင်ခရောင်းဝေး4ဘီလီယံတန်နဲ့ဆွီဒင်ကာဝေးရေးပစ္စည်းစီမံခန့်ခွဲဌာနကအုပ်ဆောင်မဲ့လုပ်ငန်းစဉ်တွေကနေဝယ်မဲ့ဆက်ပစ္စည်းအစ်တွေပါတယ်လို့ဆွီဒင်ကာဝေးဝန်ကြီးပါလဂျွန်ဆန်ကသတင်းစာရှင်းပွဲမှာပြောပါတယ်ဆွီဒင်ခရောင်းဝေး5ဘီလီယံကိုတော့ယူကရိန်းကာဝေးရေးစမှုလုပ်ငန်းအတွက်ဖန်ဆင်းရေးလူဖြစ်လူတန်းမှာပါကျွန်တော်တို့အခုစစ်ပွဲရဲ့အရေးကြီးတဲ့အဆင့်ကိုရောက်နေပါပြီ။ကျွန်တော်တို့အယုံစိုက်တာအခုဆွန်းနေပွဲအတွင်းမှာယူကရိန်းကိုအတက်နိုင်ဆုံးပံ့ပိုးကူညီဖို့ပါလို့ပြောပါတယ်။ အခုဥရောပနိုင်ငံအားလုံးကယူကရိန်းပေါ်သူတို့ထောက်ခံမှုကိုတိုးမြှင့်မှုလိုတယ်လို့ပါးဂျိုဆင်ကဆိုပါလေဆူဒင်ဆိုရကရုရှားကျူးကျော်မှုကိုတိုက်ဖြတ်ဖို့စောပိုင်းကခံမှန်းတဲ့ဒေါ်လာ25ဘီလီယံကနေ2025ဘတ်ဂျက်ခွဲဝေရမှာဘီလီယံ40အထိတိုးမြှင့်ခဲ့ပြီးယူကရိန်းကိုခုနှစ်မှာကုညီတွေတိုးမြှင့်ပေးမယ်လို့ဆူဒင်ဆိုရကပြောပါလေခုကုညီအသက်ပါဝင် ဆွေဒင်စစ်ရေးထောက်ပံ့မှုဟာ2022ခရီးကနေခုထိစုစုပေါင်းဆွေဒင်ခရောင်းဝေးဘီလီယံ80ရှိသွားပြီလို့ရိုက်တာသတင်းမှရေးပါတယ်ယူကရိန်းနဲ့ပြစ်ခတ်ရစေသဘောတူရုရှားကိုရောပတ်တနမန်တွေကတိုက်တွန်းထားပါတယ်။ပြင်သစ်နဲ့ပြတဲ့ညှိနှိုင်းဆောင်ရွက်နေတဲ့ယူကရိန်းနိုင်ငံရဲ့အတွက်ထင်းသိမ်းတပ်ဖွဲ့တွေချထားရင်းနဲ့ပတ်သက်ပြီးမေးရမှာယူကရိန်းနိုင်ငံမှာနိုင်ငံခြားတပ်ဖွဲ့ဝင်တွေဘယ်အချိန်မှာထားတဲ့နေဆိုတာကိုဆုံးဖြတ်ဖို့ကယူကရိန်းဆွေးရပေါ်မူတည်တယ်လို့ပိုလန်နိုင်ငံခြားရေးမှူးကြီးကပြောပါတယ်။ ယူကရိန်းနိုင်ငံကြီးစပိန်ကမက်ဒရစ်မှာကျင်းပနေတယ်ဥရောပနိုင်ငံခြားရေးဝန်ကြီးစည်းဝေးမှာသူကအခုလိုပြောတာပါဥရောပထိပ်တန်းသမ္မတကာကယ်လက်စ်ကရုရှားအခြေကြီးအတွက်စီရနာပြဖို့တိုက်တွန်းခဲ့ပြီး၃နှစ်ကြာသွေးထွက်တန်ယူပလိပကအဆုံးသတ်ရေးရုရှားဆိုရကိုဖိအားပေးဖို့အမေရိကန်ကိုတောင်းဆိုလိုက်ပါတယ်စပိန်နိုင်ငံခြားရေးဝန်ကြီးဟိုဆေးမန်နျူရယ်ကယူကရိန်းအတွက်ငွေကြေးထောက်မနိုင်ရင်ဥရောပမှာထိန်းသိမ်းထားတဲ့ရုရှားပိုက်ဆိုင်မှုတွေကိုတောင်းဖို့ အစိုးရကတောင်းအပ်ပေးနေတယ်လို့ဆိုပါတယ်ထင်းသိမ်းထားတဲ့ရုရှားရဲ့ပိုင်ဆိုင်မှုတွေကိုတောင်းတာကိုရုရှားကယူကရိန်းကိုပေးဆောင်ရမယ်နာဂတ်စစ်ရောဂျေဖြစ်ယူဆောင်နိုင်တယ်လို့လည်းဆိုပါတယ်ပြည်သူနိုင်ငံခြားရေးဝန်ကြီးကတော့ရုရှားဟာငြင်းကြဲရခြင်းစိတ်ရှိမရှိနိုင်ဒါနဲ့ပတ်သက်ပြီးအမေရိကန်ကိုရှင်းရှင်းလင်းလင်းတုံ့ပြန်မှုအကျွေးတင်နေတယ်လို့ဆိုပါတယ်နောက်ထပ်သတင်းပေါ်ပြောချင်ပါတယ်အမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်မှာတက်စလာကားရှိုးရမ်မှာဘုံများစွာတွေ့ရှိတဲ့အတွက် ထည့်လန့်သွားပါတယ်။ Elon Musk ဟာ American ဆိုးရွားကိုဩဇာလွှမ်းမိုးနေပြီးဆိုးရွားရဲ့အသုံးစိတ်ဖျက်တောက်တာနဲ့ဆိုးရွားဝန်ထမ်းတွေကိုလှုပ်ဖြုတ်တာလုပ်နေပါတယ်။ဒီအတွက် American ပြည်သူတွေကသူ့ကိုမုန်းတီးလာပါတယ်။ Tesla ကားရှိုးရုံးတွေရှိပါဆန်တော်ပြတာတွေလုပ်နေတဲ့အကြမ်းဖက်မှုတွေဖြစ်ပေါ်ပါတယ်။အခုလက်တက်ဆက်မှာ Tesla ကားရှိုးရုံးမှာပေါက်ကွဲစီတဲ့ပစ္စည်းများစွာတွေ့ရှိခဲ့ပါတယ်။သတင်းပေးမှုများတဲ့အတွက် Australian ဟာမယ်ရဲ့ရာရှိတွေဟာ အဲ့ဒီ showroom ကိုတွားခဲ့ပြီးဘုံလို့ယူဆရတဲ့ပစ္စည်းတွေတွေ့ရှိခဲ့ပါတယ်ဘုံဖြိုးတဲ့ဖွဲ့ရောက်လာပြီးအဲ့ဒီပစ္စည်းတွေတင်သွားပါတယ်ကျေရီကအဲ့ဒီပစ္စည်းတွေကိုဆက်ဆက်စင်နေတော့မှ Elon Musk ကိုစန့်ကျင်ဆန္ဒပြမှုတွေအမေရိကမှာများပြားလာသလိုအကြမ်းဖက်မှုတွေဖြစ်နေပါတယ်။ Tesla ကားရှုံးတွေနဲ့ Other Station တွေမီးရှို့ဖျက်ဆီးမှုတွေဖြစ်နေပါတယ်။မလာတော့ကလည်းတောင်ကာရန်နောက်မှာမြို့သားတယောက်ဟာမီးရှို့ထားတဲ့ PR plane တွေကို Tesla Other Station တွေကိုပြပောက်ခဲ့တဲ့အတွက် Other Station တွေကို မီးလောင်ခဲ့ပြီး ျိုးလွန်သူပါမီးလောင်သွားတယ်လို့သိရပါတယ်။ Elon Musk ကိုစန့်ကျင်မှုတွေများပြားလာတဲ့အတွက်ကြောင့်နောက်ပိုင်း Tesla ကားလေးမှာ Toyota တစ်စိတ်ကပ်ပြီးတော့မှအသုံးပြုပြီး Tesla ကိုဆန္ဒပြနေကြပါတယ်။မကြာသေးခင်ကဂျာမနီမှာ Tesla ကားတွေကိုမီးရှို့တဲ့ဖြစ်ရဖြစ်ခဲ့ပါသေးတယ်။ Tesla ကားတွေက Tesla နဲ့ California မှာတာယာခိုးခံရတာတွေဖြတ်စီးခံရတာတွေရှိပါတယ်။ Tesla ကားပါရှင်တွေတော့မှသူတို့ကဘယ်နဲ့ဖြတ်စီးခံရမလဲဆိုတာကြောက်ရွံ့နေရပါတယ်။ ဒါအပြင်အဲ့ Tesla ကားတွေကိုပြင်မဲ့ထားတိုက်ခိုက်တဲ့အုပ်စုဖွဲ့တွေတော့မဖြစ်ပေါ်လာပါလေ။အဲ့ Tesla ကားပါရှင်တွေဟာ Toyota နဲ့ Honda တစိုက်တွေတက်စစ်ပြီးတော့တုံးနေရပါလေ။ Tesla ကားရောင်းအားဟာလည်းအလွန်ကြာစင်းပါလေ။ Elon Musk ရဲ့ကြွယ်ဝချမ်းသာမှုဟာ Tesla Store Share တွေနဲ့ဆက်နွယ်နေတဲ့အတွက်သူ့ရဲ့ငွေကြေးပိုင်ဆိုင်မှုဟာလည်းစက်တိုက်စုလိုကြာစင်းနေတာဖြစ်ပါလေ။ ။ Elon Musk ကတော့ share တွေကျစနစ်နဲ့လုံးဝခရီးမဆိုင်ပါနဲ့။ Tesla ဝင်ထားတဲ့ဝန်ထမ်းတွေ share သာကင်ထားဖို့ Elon Musk ကတော့အိပ်ပဲပပပြောနေပါတယ်။ share စီးထိုးချမှု CEO Elon Musk ရဲ့နိုင်ငံရေးဆွတ်ဖက်မှုနဲ့ဩဇာတည်ဆောက်မှုပေါ်အမြင်မကြည်မှုတွေကနေ Tesla ကောင်းမဝယ်ဖို့သတိပေါက်လာတာနဲ့ပြဿနာကပိုဆိုးလာတာပါ။ဝါရှင်တန်ဆိုရတောင်ဝင်တွေမှာ Elon Musk နှစ်လလောက်လုံးများတော့ Tesla share ဟာထပ်ဝက်နေပါ90ရာခိုင်နှုန်းထိုးကြတော့ပါတယ်။ကြောက်ကမန့်လေးလေးပါ Tesla ရဲ့အဓိကရှယ်ယာရှင်တွေဟာဒေါ်လာတန်းရာနဲ့ချီတန်းတဲ့ရှယ်ယာတွေထုတ်ယောင်းလေထိဖြစ်လာပါတယ်။တချို့ investor တွေကလည်း Elon Musk ကို Tesla ပြန်လာပြီးတေချာမကန်တွင်ရာဒုကစင်ဖို့ထိပါပြောလာပါတယ်။အခု Tesla ဝန်ထမ်းတွေကို Elon Musk ကပြောလိုက်ချက်ပေးပါတယ်။ခက်ခဲကြမ်းတဲ့အခိုက်အတန့်ဆိုတာရှိလာဆုံးရဲ့ပါပဲ။အခုဒီမှာခမားတို့ကိုကျွန်တော်ပြောချင်တာအနာဂတ်ကမယုံနိုင်စရာတောက်ပါပြီးစိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုတာပါ။ဘယ်သူမှ စိတ်တော်မကူးမှုတဲ့အရာကိုကျွန်တော်တို့လုပ်ပြတာပါ။ဒါကြောင့် Tesla ကောင်းပန်ရှင်တဲ့သူတွေစိတ်တက်မကြပါနဲ့။ Tesla share ကိုင်ထားတဲ့သူတွေစိတ်တက်မကြပါနဲ့။လက်ရှိ share ဈေးထပ်ဝက်ထိုးကြပြီမဲ့ story တွေလောကထုံမြောက်ဖို့ Elon Musk ကသူ့ဝန်ထမ်းတွေကိုပြောပါလိမ့်။ထူးခြားတာက Elon Musk ပြောပြီးနောက်တောက်ကြနေမှာ Tesla share တွေဟာဒေါ်လာနဲ့တွေ့ရင်5%ကျော်တက်သွားပါလိမ့်။ပြန်ပြီးတော့အဝယ်လိုက်တာတဘောပါအီလိုမတ်စ်ကသူ့အိမ်မှာဖြစ်တဲ့အလိုလျောက်မောင်းရင autonomous vehicle ရဲ့အနာဂတ်ကြာခင်ဖြစ်လာမယ့်အကြောင်းမှပြောသွားပါမယ်။နှလုံးစင်မှာတော့ Tesla ကတည်မှုမှုနှိကွတ်တထနှိကွတ်နေပြီးဥရောပကအဓိကကားစုကမှလည်းရှောင်းဝါကျဆင်းနေတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။တရုတ်နဲ့ရုရှားတို့ဟာထာဝရမိတ်ဆွေများဖြစ်ကြောင်းဘယ်သူမှကြောင်းဝင်ဖြစ်ဖြစ်လုံးဝပြစ်မှာမဟုတ်ဘူးလို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးကပြောပါတယ်တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးဟာ AP တက်မှာပြောကြားခဲ့တယ်လို့ရိုက်တာသတင်းကဖော်ပြပါတယ် ရုရှားနိုင်ငံမော်စကိုသွားတဲ့ခေတ်စဉ်မှာဝန်ကြီးကအဲ့ဒီလိုမျိုးပြောလာတာဖြစ်ပါတယ်။အဲ့ဒီနောက်အမေရိကန်နဲ့ရုရှားကြားဆက်ဆံရေးပြန်လည်ထူထောင်တဲ့လက္ခဏာတွေကိုလည်းကြိုးဆိုကြောင်းဝန်ကြီးကပြောသွားပါတယ်။ထာဝရမိတ်ဆွေဘတော်မှရန်သူမဟုတ်ဆိုတဲ့မူဝါဒကိုပဟဗျူဟံမြောက်ပူပေါင်းဆောင်မှုကိုပြင့်တင်ဖို့အတွက်ခိုင်မာပြီးတရားဝင်မှုရှိတဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်လို့ဝန်ကြီးကပြောပါတယ်။ ယူကရိန်းနဲ့ရုရှားပစ်ခတ်ရေးဆွေးနွေးပွဲတွေဟာတေချာရအောင်မရှိသေးပဲအမေရိကသမ္မတထရန်ကယူကရိန်းနဲ့ရုရှားကောင်းဆောင်တွေဝေဖန်နေချိန်ဝန်ကြီးဟာမော်စကိုကို၃ရက်ကြာခီးစဉ်ရောက်နေတာပါရုရှားသမ္မတပူတင်ဟာ2022ဖေဖော်ဝါရီကယူကရိန်းကိုတပ်ဖွဲ့တွေမစေလွတ်ခင်တရုတ်နဲ့ရုရှားကြားအကန့်အသတ်မရှိမဟာဗျူဟာမြောက်မိတ်ဘက်ဆက်ဆံရေးကျင်းပပါလေတရုတ်သမ္မတရှီဟာလွန်ခဲ့တဲ့ဆယ်စုနှစ်များစွာအတွင်းပူတင်နဲ့အချိန်၄၀ကျော်တွေ့ခဲ့ပြီးသူတို့နှစ်ဦးဟာထိုင်ဝမ်ရေယူကရိန်းရေး ရုရှားနဲ့တရုတ်တို့ရဲ့ပြန်ပွဲအမေရိကန်ရေးကိစ္စဒီမှာနှစ်နိုင်ငံကြားဆက်ဆံရေးပုံမမြင့်တင်ပြီးပူးပေါင်းမှုသဘောတူပါလေ။ဝန်ကြီးကိုပူတင်ကကြိုးစိုးတွေ့ဆုံမှာဖြစ်ပြီးဝန်ကြီးဟာရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဖရွန်နဲ့လည်းတွေ့ဆုံပါလိမ့်မယ်။လက်ရှိကမ္ဘာအခြေအနေတည်ငြိမ်မှုရှိစေဖို့အင်အားကြီးနိုင်ငံတွေကအဓိကခံကဏ္ဍကပေါ်ဝင်လှုပ်ဆောင်နေပြီးရုရှားနဲ့အမေရိကန်ကြားဆက်ဆံရေးတွေမြင့်တင်ရေးကိုလည်းတိုက်တွန်းကြောင်းဝန်ကြီးကပြောပါလိမ့်မယ်။ ရုရှားနဲ့အမေရိကန်ဟာယူကရိန်းစစ်ပွဲကိုညှိနှိုင်းစွာအဆုံးသတ်ဖို့နဲ့နှစ်နိုင်ငံဆက်ဆံရေးပြန်လည်ထူထောင်မှုနည်းလမ်းတွေကိုရှာဖွေနေတယ်လို့ Kremlin ကထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။လူသေဆုံးတဲ့အထိဖြစ်ခဲ့တဲ့တော်မီလောင်ကျွမ်းမှုကိုတောင်ကိုရီးယားအနာပိုင်းကစုံစမ်းစစ်ဆင်နေပါတယ်။တောင်ကိုရီးယားနိုင်ငံမှာလူ30ထက်မနည်းသေဆုံးပြီးတော့တမိုင်းဝင်ဖျားကြောင်းနဲ့ပါဝင်အဆောင်အုံထောင်ထဲချပြည့်စည်သွားတဲ့ လက်တော်တော်မီနဲ့ပတ်သက်ပြီးတောင်ကိုရီးယားအာဏာပိုင်တွေဟာအခင်းဖြစ်တဲ့နေရာမှာပူးတွဲစစ်ဆေးမှုတွေလှုံ့ဆော်ခဲ့ပါတယ်။အရှေ့တောင်ပိုင်းဦးဆောင်ကောင်တီမှာမလ22ရက်နေ့ကမိသားစုတင်ကြိုင်မှာအိုးဘွားကတော့ပွဲခမ်းနာကျင်းပခြင်းအသက်50ကျော်အရွယ်မျိုးသားတယောက်ကြောင့်မီးစတဲ့ဆောင်ကျွမ်းခဲ့တာလို့အာဏာပိုင်တွေကယူဆထားကြောင်းကျောင်းပုတ်ခရံရဲတပ်ဖွဲ့တောင်ရှိသူတယောက်ကပြောပါတယ်။ရဲတပ်ဖွဲ့နဲ့ဒုမီးသက်ဌာနနဲ့ မျိုးသားဟူကင်ဌာနတော်ဟာမီးလောင်ရခြင်းအကြောင်းရင်းကိုသိရှိရဖို့ကနဦးမီးစတင်ရှိုးတဲ့နေရာတဝိုက် area ကနမူနာတွေကိုကောက်ယူပြီးတော့အထောက်အထားတွေစစ်ဆေးဖို့စစ်ဆေးထားကြောင်းပြည်တွင်းမီဒီယာတွေကပြောပါတယ်စစ်ဆေးမှုရလဒ်တွေပေါ်အခြေခံပြီးနောက်ထပ်စုံစမ်းစစ်မှုတွေလှုပ်ဆောင်ဖို့စီစဉ်ထားတဲ့လို့တောင်ကိုရီးယားရဲ့ရာရှိတွေကပြောပါတယ်ဝီဆောင်မီးလောင်မှုပြင်ပြီးခဲ့တဲ့တဲ့ဘက်ကနိုင်ငံတော်အသီးချာမီးလောင်ကြုံမှုတွေကြောင့်ဒီလိုဘေးအန္တရာယ်တွေကိုပုံမှုကောင်းမှုစွာကင်တွယ်ဖြေရှင်းနိုင်မှု အမျိုးသားပြုပြင်ကြောင်းလည်းမှုတွေလုပ်ဖို့တောင်းဆိုလာကြပြီးပညာရှင်တွေကတော့ရာသီဥတုဖောက်ပြန်မှုကြောင့်ပုံမှုဆိုးဝါးလာကြောင်းပြောထားပါတယ်။နောက်ထပ်တဲ့ဒီမဟုတ်ပြောချင်ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူးမှာတောင်ငွေပိုက်လာရုပ်ဆင်မီလောင်ပြီးတော့လူ33ဦးကံရရှိခဲ့ပါတယ်။အဲ့ဒီတဲက6ဦးကိုဆေးရုံတင်ထားရပါတယ်။ APTN နဲ့ကဥထွားဟိုက်မှာဖြစ်ခဲ့တဲ့အေယာမမီလောင်ကျွမ်းမှုကိုစူပန်ဂျာရာမှာရှိတဲ့နေရာဆောင်မှာ ီတောက်ကြီးကိုမြင်တွေ့ခဲ့ရပါတယ်။ဤပွဲတော်ကာလတွင်ကွာလာလမ်ပူးအနီးရှိလူနေရပ်ကွက်တွေမှာရှိတဲ့နေအိမ်များမှလူများကိုဘေးလွတ်ရာရှောင်ရှားစေခဲ့ရပါတယ်။နေအိမ်များအပြောင်းမီတော့ကျွမ်းပြီးနောက်ဒေသခံ9ဦးကိုကယ်ဆယ်ရပါတယ်။ရှိဘခုံကူစမှုကိုလက်ခံရရှိခဲ့တယ်လို့ဖြစ်စဉ်ကြောင်းဆက်သွယ်မိမြန်မှာစုပန်းဂျာရာမီတာနဲ့ကဲဆေးစခန်းမှာပြောပါတယ်ခံမှန်းချီမီတာ900ခန့်ရှိဓာတ်ငွေပိုက်လိုင်းယူဆမှုကြောင့်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပါတယ်ဒီဖြစ်စဉ်ကြောင်း မလေးရှားဆွေရမှာဂျင်းနန်ကော်မီပက်ထရိုနက်စ်ကပိုက်လိုင်းဆိုရှင်ကိုပိတ်လိုက်ပြီးဖြစ်ကြောင်းလည်းထုတ်ပြန်ချက်မှာဆိုခဲ့ပါတယ်။နောက်ထပ်သတင်းပေါ်ပြောချင်ပါတယ်။အမေရိကမှာတော့ဝီမိုမောင်းသူမဲ့ကားတွေဟာတော်တော်လုံးဖြစ်နေပါပြီ။ဝီမိုဟာ Google မိခင်လုပ်ငန်းစု Alphabet ပိုင်းနဲ့မောင်းသူမဲ့ကားကုမ္ပဏီပါ။ရေကန်ပရမောသောရင်မောင်းမပါတဲ့မောင်းသူမဲ့အငှားကားလုပ်ငန်းလို့ပြောရင်ဝင်းမိုးကိုပြောပါလိမ့်မယ်ဒီကုမ္ပဏီက Tesla ကုမ္ပဏီရဲ့မဖြစ်သေးတဲ့အိမ်မက်ကိုအစောကြီးအကောင့်ထဲပေါနေတဲ့ကုမ္ပဏီပါ ဝင်းမွေရဲ့ robot တက္ကစီတွေက Arizona က Phoenix, California က San Francisco, Silicon Valley နဲ့ Los Angeles မှာပြည့်စွဲနေပါတယ်။ကုမလာတီဝင်းမွေ1အခပေးဝယ်ဆောင်မှုကတပတ်ခီလမ်းကြောင်း2သိန်းကျော်လုံးရှိပြီဆိုပါတယ်။လာမယ့်2026ခုနှစ်ဆုံးဝင်းမွေမောင်းသူမဲ့ကားတွေက မြို့တော် Washington ကိုရောက်တော့မှာပါ။ဒီအတွက်စီကန်ထိုင်းသိမ်းရေးဖွဲ့တွေစီကခွင့်ပြုချက်အရင်ယူရဖို့ရှိပါတယ်။ဝါရှင်တန်မှာ အလိုလျောက်မောင်းရင်နေပြီးမယ်ဆိုရင်ရင်းလုံးကြုံရေးအတွက် safety driver ထည့်ပေးဖို့တမတ်ထားပါလေဝေမူကသူ့ကားလေးဝါရှင်တန်မှာနှစ်တော်ကြောင်စံသက်ထားဖြစ်လို့ဈေးကွက်ဝင်ဖို့အဆင်သင့်ဖြစ်နေပုံပါပဲပြန်ပက်တက်စလာကဒီနှစ်နှစ်လယ်ပိုင်းမှာအလိုလျောက်မောင်းတဲ့ robot taxi စနစ်ကိုတက်ဆက်ပြနေအော်စတြီးယားမှာစပြီးဆွဲဖို့စီစဉ်ထားမယ်တိတ်တော့မသေးကြပါဘူးတက်စလာဟာဝေမူကိုဆယ်စုနှစ်နီးနီးရှင်းဖိုက်ခဲ့ပါတယ်ခုထိတော့သူတို့မရှင်းနိုင်သေးပါဘူးတက်စလာကရှင်မောင်းကို assistant ခုနဲ့ကားကုမ္ပဏီလောက်ပါပဲ ခုဝင်းမလို့တရခီးစဉ်တန်းချင်မပြောပါနဲ့အပြည့်အဝမောင်းသူမဲ့စနစ်ကလည်းဝင်ငွေရတဲ့လမ်းကြောင်းတော့မရှိပါဘူးလို့ဆိုပါတယ်အရင်ဝင်ပေါ်ရဲ့ CEO John Griffin ကတော့ robot တစ်စီပိုင်းမှာ Tesla ကိုတာတယ်လို့ပြောပါတယ် Tesla ဟာမနစ်ကပဲနှစ်ယောက် C Cyber Crime of Robot တစ်စီကိုမိတ်ဆက်ပြပေမဲ့နောက်နှစ်ထဲမှာထုတ်လုပ်မှုလုပ်ဖို့ရှိပါတယ်ဈေးကွက်ထဲပဲချေဝင်မလဲမသိပေမဲ့ Cyber Cat ကိုဒေါ်လာ300အောင်စီနဲ့ရောင်းမယ်လို့ Elon Musk ကတော့ပြောထားဖြစ်ပါတယ်နောက်ထပ်သတင်းမျိုးပြောချင်ပါတယ် ကင်မရာပါတဲ့နိုင်တွေကို Apple ကဖန်တီးနေပါတယ် Apple Watch တွေကတော့ဆိုရင်ကင်မရာပါတဲ့ AI နိုင်တွေဖြစ်လာနိုင်ပါတယ် Apple ကြောင့်ရတဲ့ Bloomberg က Markman ကတော့2029မှာကင်မရာပေးတင်ပါလာမယ် Apple Watch model တင်ထွက်လာမယ်လို့ပြောပါတယ်သူပြောပုံအရ Apple ဟာနောက်ထပ် Watch Series Screen Area ထဲမှာကင်မရာလုံးထည့်ဖို့စီစဉ်နေတယ်ဆိုပါတယ် Apple Watch Ultra တဲ့ Digital Crown Bay ညာဘေးပေါ်မှာကင်မရာပါမယ်လို့ဆိုပါတယ် ဒီကင်မရာနဲ့ face time သုံးလို့ရမှာတော့မရှိပါဘူးကင်မရာမှာတက်ထားတဲ့ Apple ရဲ့ရည်ရချက်က Apple Watch အသစ်တွေမှာ virtual intelligent လို့ခေါ်တဲ့အနီးနားအရာဝတ္ထုတွေနေရာတွေနဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုအမြန်သိနိုင်တဲ့နည်းပညာထည့်သွင်းဖို့ပါဥပမာပြောရရင်စားသောက်ဆိုင်ဘေးကဖြတ်သွားရင်လည်း December ရှင်းဖွက်လဲ December ပါရရတယ် December လူတွေ block rating ပေးလဲဒါတွေကိုဆိုင်တဲ့ဝင်စီရမလို့ပဲ9နဲ့ဆိုင်ကို point ထောက်လိုက်အောင်လဲချက်လက်တွေတည်နေတာမျိုးပါ Virtual Intelligence ကမနေ့ကထွက်တဲ့ iPhone 16 series မှာပါရှိပြီးသားပါ iOS 18.4မှာ iPhone 15 Pro Model တွေလည်းဒီ feature ရလာပါတယ်။သတင်းလေးအရဆိုရင် Apple ကနောက်ထပ် AirPods တွေပါသေးစားကင်မရာလေးတွေတက်သွားမယ်လို့ကြားထားပါတယ်။ကြည့်ရတော့ Apple ဟာသူ့ product ecosystem ကို AI ထောက်ပံ့တွေပြောင်းလဲဖို့ကြံစည်ထားဖို့ကြားပါတယ်။